မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဘလ14ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားတဲ့ထုံးနဲ့တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာနိုင်ငံမှာ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လအတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေးဆုံးသူ358ဦးရှိတယ်လို့ UNICEF မြန်မာထုတ်ပြန်ခဲ့တဲ့သတင်း။2025-2026ဘဏ္ဍာနှစ်ပထမ6လပတ်အတွင်းစံနှင့်စကွဲတင်ပို့မှုမှာမေလအတွင်းအများဆုံးတင်ပို့နိုင်ခဲ့တယ်ဆိုတဲ့သတင်း။ ဖလပိုင်သမရဟောင်းဒူတာဒေးကိုလွှတ်ပေးဖို့ ICC ညှင်းဆိုခဲ့တဲ့တဲ့။ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံအနောက်မြောက်ပိုင်းမှာလူ23ဦးသေဆုံးခဲ့တဲ့တဲ့နဲ့ဆီရိုနက်ဒိုဟာရီရဲ့အသင်းရဲ့နံပါတ်၁ဖြစ်နေစေလို့ဖာပီပြောကြားခဲ့တဲ့တဲ့။အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လပတ်အတွင်းမြေမြုံမိုင်းနဲ့ပောက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေးဆုံးသူ358ဦးရှိရဲလို့ UNICEF မြန်မာထုတ်ပြန်ခဲ့တာကိုတင်ဆက်ပေးပါပါမြန်မာနိုင်ငံမှာ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လအတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေးဆုံးသူ358ဦးရှိရလို့ UNICEF မြန်မာကထုတ်ပြန်ခဲ့ပါတယ်။ UNICEF မြန်မာရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာအရ6လအတွင်းမြင်းမြုံမိုင်းနဲ့ပောက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေပောက်ကွဲမှုဖြစ်စဉ်ဖြစ်ရပ်စုစုပေါင်း229ခုရှိခဲ့ပြီးအရက်သား63ဦးသေဆုံးက294ဦးထဏ်ရာရရှိခဲ့ပါတယ်။အရက်သားထိခိုက်သေဆုံးမှုမှာအမျိုးသား33ဦးနဲ့အမျိုးသမီး9ဦးသေဆုံးခဲ့ပြီးအမျိုးသား160နဲ့အမျိုးသမီး61ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပြင်2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လအတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ကလေးငယ်23သေဆုံးပြီး83ဒဏ်ရာရရှိခဲ့ပါတယ်။2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လအတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေးဆုံးသူ358ဦးရှိတဲ့အနက်ကလေးငယ်96ဦးပါဝင်ပြီးထိခိုက်သေးဆုံးသူစုစုပေါင်းရဲ့28ရာခိုင်နှုန်းရှိကြောင်းအစိုးရကဆောင်မှဖော်ပြထားပါတယ်။ UNICEF မြန်မာရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာအရ2025ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိပထမ6လအတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်တပ်လက်နက်ပစ္စည်းတွေကြောင့်ထိခိုက်သေးဆုံးသူအများဆုံးဟာရှမ်းပြည်နယ်ဖြစ်ပြီးရခိုင်ပြည်နယ်ကဒုတိယနဲ့မကွေးတိုင်းဒေသကြီးကတတိယနေရာမှာရှိနေပါတယ်။မြန်မာနိုင်ငံမှာ2024ခုနှစ်အတွင်းမြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်တပ်လက်နက်ပစ္စည်းတွေကြောင့်တနင်္ဂနွေလုံးအတိုင်းအတာနဲ့ထိခိုက်သေးဆုံးသူ1082ဦးရှိကြောင်း UNICEF မြန်မာကထုတ်ပြန်ထားပါတယ်။ 2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံနှင့်စကွဲတင်ပို့မှုမှာမေလအတွင်းအများဆုံးတင်ပို့နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံနှင့်စကွဲတင်ပို့မှုမှာမေလအတွင်းအများဆုံးတင်ပို့နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံစံစမားအသင်းချုပ်ထံကသိရပါတယ်။အလားတူ2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းစံစကွဲတန်ချိန်၊ 12,6408တန်ကိုရထားချက်အတိုင်းပြည့်မီစွာတင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ408တန်ဝင်ကျင်ရရှိကြောင်းမြန်မာနိုင်ငံစံစပါအသင်းချုပ်ကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနရဲ့လမ်းညွှန်ကြေညာမှုအရမြန်မာနိုင်ငံဆန်သွွားအသင်းချုပ်ဟာပြည်ပနိုင်ငံတွေကိုဆန်စကွဲတွေတိုးမြင့်တင်ပို့နိုင်မှုဆောင်ရွက်လျက်ရှိရာ2025-2026ဘဏ္ဍာနှင့်ပထမ6လပတ်အတွင်းဆန်စကွဲတန်ချိန်12သိန်းတင်ပို့ဖို့ရထားတဲ့အနက်စက်တမ30ရက်အထိဆန်စကွဲတန်ချိန်12သိန်း6408တန်ကိုရထားချက်အတိုင်း ြည့်မီစွာတင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ400သန်းဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးဒုတိယ6လပတ်ကာလအတွင်း2025ခုနှစ်အောက်တိုဘာကနေ2026ခုနှစ်မလကုန်အထိတလကိုစံစွဲတန်ချိန်3သိန်းနှုန်းနဲ့စုစုပေါင်းတန်ချိန်18သိန်းတင်ပို့ဖို့ရထားဆောင်ရွက်လျက်ရှိပြီးအခုဘဏ္ဍာနှစ်2025-2026မှာစံစွဲတန်ချိန်3သန်းတင်ပို့ဖို့မြန်မာနိုင်ငံစံစွဲအသင်းချုပ်နဲ့ပို့ကုန်ကုမ္ပဏီတွေကကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အရင်ဗန္ဒာနှစ်2024-2025မှာစံစကွဲတန်ကျဲ1.48တန်းတင်ပို့နိုင်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဖိလစ်ပိုင်သမရဟောင်းဒူတာဒေးကိုလွှတ်ပေးဖို့ ICC ညှင်းဆုံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ဖလပိုင်သမရဟောင်းရိုဒရီကိုဒူတာတီကိုဂျမားကြီးနဲ့ဆေးမဆိုင်ရာအခြေအနေတွေကြောင့်လွှတ်ပေးဖို့၎င်းရဲ့တရားရေးအဖွဲ့ကတောင်းဆိုခဲ့တာကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC ကတရားသူကြီးတွေကအော်တိုဝါဆိုင်ရက်ကညင်းဆိုခဲ့ပြီးဒူတာဒေးဟာ ICC ရဲ့အချုပ်စခန်းမှာဆက်လက်နေထိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။မစ္စတာဒူတာဒေးကိုဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ကြောင်းတရားသူကြီးတွေကလေးလာသိရှိခဲ့တယ်လို့ ICC ရဲ့အစီရင်ချက်မှာပြောကြားခဲ့ပါတယ်။ ICC ရှိနေရေဟာဒူတာဒေးကိုလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုတုံးမှုနဲ့တရားစွဲဆိုထားပြီးဒူတာဒေးဟာ၎င်းရဲ့သမရတက်တန်အတွင်း မူရင်စေဝါတိုက်ဖြတ်ရေးစစ်ပွဲမှာလူသက်မှု86မှုမှပေါင်းဝင်ပတ်သက်ခဲ့ကြောင်းဆွဆဲထားပါတယ်။ပထမဆွဲချက်မှာဒူတာဒေးဟာ2023ခုနှစ်ကနေ2026ခုနှစ်အတွင်းဒါပေါင်းမျိုးရုံဝအဖြစ်တာဝန်ထမ်းဆောင်ခဲ့ခြင်းကလူသက်မှု19မှုအတွက်ပေါင်းဝင်ပတ်သက်ကြောင်းဆွဆဲခံထားရပါတယ်။ဒုတိယဆွဆဲချက်မှာတော့ဒူတာဒေးတမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့2026ခုနှစ်ကနေ2029ခုနှစ်အတွင်းလူသက်မှု14မှုနဲ့ဆက်စပ်နေပြီး တတိယဆွဲချက်ကတော့နေမြေရှင်းလင်းတဲ့စစ်စင်ရဲ့အတွင်းလူသက်မှု53မှုနဲ့ဆက်နွယ်မှုတွေနဲ့ဆွဆွဲခံထားရတာဖြစ်ပါတယ်။ဆက်လက်ပြီးပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံအနောက်မြောက်ပိုင်းမှာလူ23ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းခရိုင်အများအပြားမှာတိုက်ခိုက်မှုတွေကြောင့်လုံခြုံရေးတာဝန်ရှိသူ20နဲ့အရက်သား3ဦးသေဆုံးခဲ့ပြီးပါကစ္စတန်တာလီဘန်အဖွဲ့က ဒီတိုက်ခိုက်မှုတွေဟာ၎င်းတို့ရဲ့လက်ချက်ဖြစ်တယ်လို့အော်တိုဝါ၁၇ရက်ကဝန်ခံခဲ့ပါတယ်။အာဖဂန်နစ္စတန်နယ်စပ်အနီးမှာရှိတဲ့ခိုင်ဘာဘတ်တုန်ခါဝါပြည်နယ်ရဲ့ခရိုင်အများပြားမှာအော်တိုဝါ၁၀ရက်ကရဲတင်တန်းကြောင့်တခုတ်ကိုအသေးခံဘုံခွဲမှုအပောင်းဝင်တိုက်ခိုက်မှုအများပြားလှုပ်ဆောင်ခဲ့ပါတယ်။ဒီဟာအစ်မေကမ်ခရိုင်မှာရှိတဲ့ရဲတင်တန်းကြောင့်ဂိတ်တခုတ်ကိုအသေးခံဘုံခွဲသမားတအုပ်က ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်လာတဲ့ကားနဲ့ဝင်တိုက်ခဲ့ပြီးတဲ့နောက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးရဲရရှိ9ဦးသေဆုံးခဲ့ကခိုင်ဘာခရိုင်နယ်စပ်မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုမှာအရင်တပ်ဖွဲ့ဝင်12ဦးသေဆုံးခဲ့ပါတယ်။တီးကြားတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးအရဲသား3ဦးအပါအဝင်လူ9ဦးသေဆုံးခဲ့တယ်လို့လုံခြုံရေးတာဝန်ရှိသူတွေကဆိုပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်တဲ့ Tari Aid Taliban အဖွဲ့ကဒီတိုက်ခိုက်မှုတွေဟာ၎င်းတို့လက်ချက်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့ ဆီရိုနက်တိုဟာရီရဲ့အသင်းရဲ့နံပါတ်၁ဖြစ်နေစေလို့ဖာပီပြောကြားခဲ့တဲ့အားစားသတင်းကိုတင်ဆက်ပေးမှာပါ။ရီရဲ့အသင်းရဲ့ပြင်သစ်တိုက်စင်မှုဖာပီကပေါ်တူဂီတိုက်စင်မှုဆီရိုနက်တိုဟာရီရဲ့အသင်းရဲ့နံပါတ်၁ဖြစ်နေစေလို့ပြောကြားခဲ့ပါဗျ။ Movie Star နဲ့ပြုလုပ်တဲ့ interview အစီအစဉ်တစ်ခုမှာဖာပေကအဲ့လိုပြောကြခဲ့တာဖြစ်ပြီး Sirenedo ဟာသူ့ရဲ့အစံပြကစားသမားအဖြစ်အစဉ်အမြဲတည်ရှိနေတယ်လို့လည်းဆိုခဲ့ပါဗျ။ Cristiano ကကျွန်တော်အတွက်တော့စံပြကစားသမားအဖြစ်အမြဲရှိနေတာပါ သူနဲ့စကားပြောခွင့်ရတာကပဲကျွန်တော်ကံကောင်းနေပါပြီ။သူကကျွန်တော့ကိုအကြံဉာဏ်ပေးတယ်လို့အခုညီလေးပေးပါရယ်။သူကမက်ဒရစ်မှာနံပါတ်1ဖြစ်နေသေးပဲလို့ထင်ပါတယ်။သူကရီယယ်ကစားသမားတွေအတွက်ရည်ညွှန်းပြောရတဲ့သူပါ။ပရိသတ်တွေကလည်းခရစ်စတီယာနိုအကြောင်းအိမ်မက်မနေကြတော့မှပဲ။ဒါပေမဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ပဲသူ့နောက်လိုက်ချင်ပါတယ်လို့ဘာဘီကပြောကြားခဲ့ပါရယ်။ဆီရနေဒိုကရီယယ်အသင်းအတွက်ပြိုင်ပွဲစုံ450အတွင်းခဲ့တာကြောင့် ရီရဲ့အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူဖြစ်ပြီးဘာပေကတော့ရီရဲ့ကစားသမားဘဝ16လတာကာလအတွင်းမှာ58ဂိုးသွင်းယူထားပါတယ်။ဘာပေကကောလာဟာလာသတင်းနဲ့ထွက်နေပေမဲ့ရီရဲ့အသင်းပေါ်ဗီနီစီယပ်စ်နဲ့သူ့ရဲ့ဆက်ဆံရေးကအလွန်ကောင်းမွန်နေကြောင်းလည်းအဲ့ဒီအင်တာဗျူးမှာပြောကြားခဲ့ပါတယ်။အော်တဝါ14ရက်နေ့မနက်ခင်းသတင်းတွေကိုထားရိုက်ထုတ်လင်းတင်ဆက်ပေးသွားခဲ့တာပါ။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။